ကိုယ်တိုင်သိတဲ့အတိုင်းမြတ်စွာဘုရားမိမိခဲခဲရင်ရင်ပင်ပင်ပန်းပန်းရှာကြံထားလို့သိလာတဲ့အဓိကသစ္စာ၄ပါးတရားမှုဘသူကိုဟောရမလဲလို့ဆင်ញင်သုံးသပ်ပြီးတော့ခြိတဲ့အခါမှာတပ္ပဋ္ဌာန်ကျင့်စဉ်ကျင့်တော့ကသူကိုယ်တိုင်နီးခံခဲ့တဲ့ အလာရကာလမဆိုတဲ့ဆရာကြီးကိုသွားတတိယသွားတတိယပြီအလာရကာလမဆိုတဲ့ဆရာကြီးကအမှန်တမ်းညံထက်တယ်စိတ်သဘောထားလည်းကောင်းတယ်သူ့ကိုဒီတရားပြောပြလိုက်ရင်သူ့အလွယ်တကူနားလည်မှာပဲလို့ဆိုတဲ့အချိန်မှာပဲရသော်ဘုရားရဲ့နားထဲမှာကြားလာတာအလာရကာလမမရှိတော့ဘူးတဲ့ခொနည်းလောက်ကနေဆုံးသွားပြီဆိုတဲ့အတန်တစ်ခုကြားလိုက်တယ် ကိုယ်တိုင်လည်းစဉ်ရင်စဉ်းစားကြည့်ပြီးအလာရကာလမအခြေအနေကိုကြည့်လိုက်တဲ့အခါအော်မရှိတော့ဘူး9ရက်လောက်ကဆုံးသွားပြီဆိုတာသိလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာဒီတရားကိုဘုသူခေါ်ရမလဲလို့နောက်ထပ်ကြည့်တော့ဥဒကရာမပုဒ္ဒဆိုတဲ့ဆရာကြီးလည်းစိတ်တော်ရာလည်းအမတန်ကောင်းတဲ့အသိဉာဏ်နဲ့ထက်တယ်သူ့ကိုခေါ်ရင်တော့မြန်မြန်သိမှာပဲလို့အာယုံဆိုင်လိုက်တဲ့အချိန်လေးမှာ ဥဒကရမဗုဒ္ဓဆရာကြီးနေညကကွယ်လွန်သွားပြီတဲ့ဆိုတဲ့အတန်ကြားလာတော့ကိုယ်တိုင်လည်းကြည်လိုက်တဲ့အခါဟုတ်တယ်ဥဒကမရှိတော့ဘူးဆိုတော့မြတ်စွာဘုရားအော်အတော်ကိုဆုံးရှုံးနေတာသွားကြပြီစိတ်ထဲမှာဒီလိုဖြစ်ပြီဘုသူ့ကိုအရင်တရားဟောရမလဲလို့ဆိုတော့ဒုက္ခရစရိယာကျင့်နေတဲ့အချိန် ဥရဝေလာတော်မှာဒုက္ခရစရိယကျင့်နေတဲ့အချိန်မှာအနိပါကနေအကူညီပေးအားပေးနေကြတဲ့ပိဿဝဂ္ဂီတွေဟာဒီပိဿဝဂ္ဂီတွေကငါ့ပေါ်မှာခြေဆုရှိကြတယ်ဒီနေရာမှာမြတ်စွာဘုရားကသူ့ပေါ်မှာခြေဆုရှိလို့တရားဟောတာတော့မဟုတ်ဘူးခြေဆုရှိတဲ့ပုဂ္ဂိုလ်ကို ကိုယ့်ပေါ်မှာခြေစူးပြုတ်ဘူးတဲ့ပုံကိုတတိယရတယ်ဆိုတာသူတော်ကောင်းတို့ရဲ့သဘောမျှတာဖြစ်တယ်ပေါ့ငါပေါ်ခြေစူးရှိရင်ဟောမယ်ငါပေါ်ခြေစူးမရှိရင်မဟောဘူးဆိုတဲ့အနေထားမျိုးမဟုတ်ဘူးနော်ဟောပင်စဝဂီတွေတစ်ချိန်တုန်းကငါပေါ်မှာခြေစူးရှိခဲ့ကြတယ်ဆိုတာကိုပင်စဝဂီတွေဘယ်ရောက်နေပါလဲလို့ကြည့်တော့ပင်စဝဂီတွေဟာဣတိပတ္တနာပဲထွက်သွားကြပြီဘာရဏတိဘက်ကဣတိပတ္တနာ တောထဲမှာနေထိုင်နေကြတယ်ဆိုတာကိုမြင်တော့ပိဿဝဂီတွေကိုပဲငါတရားဥဟောမယ်လို့ဥရဝေလာတော့မှာရက်အနည်းငယ်နေထိုင်ပြီးဖះအလောင်းတော်ဟာရက်အပြင်ပြောမယ်ဆိုလို့ရှိရင်တော့ဝါဆုံလာဆန်း9ရက်လောက်မှာစတင်ပြီးတော့ဗာရဏတိပြည်ဘက်ကိုခီးထွက်တယ် ကုန်းချောင်းလျှောက်ပြီးတော့သွားတာ78ယူဇနာဝေးกว่าတဲ့ပါရဏတိဘက်ကိုကုန်းချောင်းခရီးနဲ့ကြွသွားလမ်းမှာဘသူနဲ့တွေ့တော့ဆိုရင်ဥပကဆိုတဲ့အာဇီဝကကြီးတဦးနဲ့တွေ့ဥပကဆိုတဲ့အာဇီဝကဆိုတာအဝတ်မောကြဘူးမုန်းစိတ်မွေးတွေထူလပြည့်နဲ့เนาะညံ့ညံ့ပတ်ပတ်နေတဲ့ ခန္ဓာကိုယ်ကိုသုတ်တင်ခြင်းမရှိတဲ့ဖြစ်သလိုနေပြီးတော့နေကြတဲ့တက်ကြွန်းအကျင့်ကိုကျင့်တဲ့ဥပကနဲ့တွေ့တော့ရင်ဆိုင်တွေ့တဲ့အခါမှာဥပကကကြည့်ပြီးတော့မြတ်စွာဘုရားကို မြင်တဲ့အခါအဲ့ဒီချိန်မှာတတော်က35နှစ်ဆိုတော့အင်တာမငယ်သေးတာဟုတ်ငယ်သေးတော့ရုပ်ရည်ကလည်းမတမချောအသက်ရွယ်ကလည်းနုနေငယ်ရွယ် အဲ့ဒါကိုမြင်ရတဲ့အခါကျတော့သူ့စိတ်ထဲမှာထူးဆန်းတယ်ဘသူ့ကိုဆရာတင်ပြီးတော့ရဟန်းဘုရားရောက်လာတာလဲသင်ဆရာဘသူလဲစတဲ့မိကွန်းတွေကိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကဘာပြောတော်ဆိုနာမေအာစရိယောအထိငါမှာဆရာမရှိဘူးဆရာမရှိဘူးဆိုတာဘာကိုပြောတာတော့ ဝိပဿနာချင့်စဉ်နဲ့ပတ်သက်ပြီးဆရာမရှိဘူးအခုသူသိတဲ့တရားဟာဘယ်သူမှလမ်းပြတာမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့သိတာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့လောကုတ္တရာတရားနဲ့ပတ်သက်လာတဲ့အခါမှာဘုရားကငါ့မှာဆရာမရှိဘူးဆိုပြီးတော့ပြောလိုက်တဲ့အခါဥပကကြီးကအံ့ဩပြီးတော့ဒီလိုဆိုလို့ရှိရင်ဇိနလို့ ခေါ်တိုက်သလားသူတို့ကအရာခသိန်းကိုအောင်မြင်တဲ့ပုဂ္ဂိုလ်ကိုဇိနသူတို့အတန်နဲ့ကြတော့ဇိနလို့ခေါ်တယ်အခုဂျိန်းဆိုတာအဲ့ဒီကလာတဲ့စကားပေါ့နော်ဇိနအောင်မြင်သူလို့ဆိုတော့မြတ်စွာဘုရားကတုံ့ပြန်ပြီးတော့ပြောကြတယ်ဟုတ်တယ်မကောင်းမှုအကုသို့မှန်သမျှငါအောင်မြင်ပြီးသားဖြစ်တယ်ဒါကြောင့်မို့ငါဟာဇိနအစစ်ပဲလို့ တုံ့ပြန်ပြောဆိုလိုက်တဲ့အခါဥပက္ခရေကသဘောကျသွားတယ်သဘောကျသွားတယ်ငယ်လဲငယ်တယ်စကားပြောတာလဲယဉ်ကျေးတယ်ပြတ်သားတယ်မျက်နှာအဆင်းကလည်းရွှင်လန်းတယ်ချီလင်းတယ်ဒီပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်ဖယ်လို့ဆိုပြီးတော့လမ်းဖယ်ပေးသွားတယ်သူကသူကအသက်ကြီးပြီမဲ့လို့လမ်းဖယ်ပေးပြီးတော့သွားတယ် အဲ့တော့ရသော်ဘုရားကလည်းရှစ်ဆက်ပြီးတော့ကုံချောင်ခရီးရှောက်လန်းပြီးတော့သွားတာဒါပထမဆုံးတရားဓမ္မကိုဖြန့်ဖြူးဖို့ကိုယ်တိုင်ခဲခဲရင်းနဲ့ရှားပွေလို့သိလာတဲ့တရားဓမ္မကိုရှေးဥစွာဖြန့်ဖြူးဖို့ပထမဆုံးခရီးထွက်လာခြင်းပဲဖြစ်တယ်ပေါ့အဲ့လိုခရီးထွက်တဲ့အခါကျတော့ဗာရဏသီပြည်ဣတိပတနတော်ကို ဝါဆိုလမ်းကြီးနေ့နေ့အချိန်မှာဝါဆိုလမ်းကြီးနေ့အချိန်မှာညနေဆောင်ရောက်သွားတယ်ပေါ့နေမွေးငင်ရောက်သွားတယ်ရောက်သွားတော့ပင်စဝကိရိယခလန်းလန်းကလေးကမြတ်စွာဘုရားကြွလာတာကိုမြင်ညမြင်ညတော့ဟိုမှာ ရဟန်းဂေါရမတော့လာနေပြီအကျင့်ကနေထွက်ပြီးတော့နော်ပေါ်ပေါ်ရောရောနဲ့ဟိုသွားဒီသွားသွားနေတယ်အဲ့တော့အခုဒုစီရောက်လာပြီလာတဲ့အခါကျတော့ဘသူမှခရီးဥကြမဆိုနဲ့သူ့ထဲမှာပါတဲ့သပိတ်သင်္ကန်းကိုဘသူမှမယူချနဲ့သို့တော့နေရာထိုင်ခင်းလေးတော့ပေးထား ထိုင်ရင်ထိုင်လိုက်မယ်ဘယ်သူမှခယူးကျမဆိုးတဲ့လို့ဆိုပြီးတော့တိုင်ပင်ညတာဘာဖြစ်လို့ဒီလိုလှုပ်ထားတော့ဆိုဖရာလောင်းဘဝတုန်းကအလွန်မြွန်လင်းချက်ကြီးစွာ6နှစ်နိဗ္ဗာန်ကအနိနာမနေခဲ့ကြတာဆိုအဲ့ဒီမှာဒုက္ခရစရိယအကျင့်ကိုလက်လျှော့သွားကြတဲ့ကသူတို့ကစိတ်ပြတ်သွားကြတယ်စိတ်ပြတ်သွားပြီးတော့အထင်လွဲသွားတယ် အဲ့ဒါကြောင့်မို့လို့ရသော်ဘုရားကြွလာတဲ့အခါကျခေဥ်ကျုမဆိုးကြဘူးမဆိုးကြနဲ့လို့ဆိုပြီးတော့ကတိကဝတ်လောက်ကြအနီးနားလည်းရောက်လာရောမနေနိုင်ဘူးတဲ့ဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့သူတို့လည်းကပိလဝတ်သားတွေပဲလေရသော်ဘုရားငယ်စဉ်နှုန်းကတည်းကဘုရားကမင်းသားသူတို့က ဘယင်ကိုမိကိုပြီးအသက်မွေးရတဲ့ပုံနာတွေအဲ့တော့မင်းသားလာတယ်ဆိုတော့မနေရဘူးပေါ့ဒါလည်းပါမှာပေါ့ရသော်ဘုရားရုပ်အဆင်းအင်္ဂါရဲ့ချီလင်မှုမျက်နာရဲ့တည်ငြိမ်အေးချမ်းမှုတွေကိုမြင်လိုက်ရတဲ့အခါမှာမနေနိုင်ကြဘူးခီဥကျိုးဆိုတဲ့ကိုရောဆိုပါလာတဲ့တပိတ်ကိုလှမ်းယူတဲ့ပုဂ္ဂိုလ်ကယူအဲ့ဒါလို့နေရာထိုင်ခင်းပြီး မြတ်စွာဘုရားထိုင်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားကပိစဝဲကြီးတွေကိုစပြောတယ်။ငါထူးခြားတဲ့တရားဓမ္မကိုရလာပြီ။ငါပြောတာနားထောင်냐။ငါပြောတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်မင်းတို့မကြခင်ပဲဗြမစရိယကျင့်စဉ်တစ်ခုရဲ့အဆုံးသတ်ရတ္တမဲ့ရတ္တဖို့ဆိုတာကိုယ်တိုင်သိရှိလက်တွေ့ရရှိကြမှာဖြစ်တယ်လို့ဆိုတော့ လက်မခံလက်မခံဘူးမြတ်စွာဘုရားကိုဓာန်တူဆက်ဆံပြီးတော့စကားပြောကြတယ်အာဟုသောဃောရမငါရှင်ဃောရမမိတ်ဆွေဃောရမဒီလိုစကားလုံးနဲ့တုံးတယ်ဆရာအနေနဲ့ဆက်ဆံပြောဆိုခြင်းမရှိဘူးဓာန်တူအနေနဲ့ဆက်ဆံပြီးတော့ပြောကြတယ်ဘယ်လိုပြောတော့ဆိုဒါငါရှင်ဃောရမမဖြစ်နိုင်ပါဘူးတဲ့ ဟိုတုန်းကအကြီးအကျယ်ပြင်းပြင်းထန်ထန်အจิตနေဒုက္ခရာစရိယာအจิตနေချက်နှုံးကမှထူးခြားတဲ့အသိဉာဏ်မရတာအခုလို့လျှောက်သွားနေတာတရားမလုပ်ပဲနဲ့လျှောက်သွားနေတာဘယ်လိုလုပ်ရမှာတော့မယုံဘူးအဲ့ဒီမယုံတဲ့ပုံကိုယ်တွေကိုစီယုံရတယ်ဆိုတာလွယ်တာမှမဟုတ်တာတရားဆိုတဲ့ယုံကြည်မှုကအမှန်တမ်းအရေးကြီးတယ်မယုံဘူးလက်မခံဘူးအသိဉာဏ်ရလာတယ်ဆိုတာလက်မခံဘူး လက်မခံသေးသမျှကာလပတ်လုံးနားထောင်မှာမဟုတ်ဘူးအဲ့တော့ရသော်ပြားကတစ်ချိန်မဟုတ်ဘူးနှစ်ချိန်သုံးချိန်ထိအောင်ပြောတာပြောတာကိုပဲသူတို့လက်မခံကြအောင်နောက်ဆုံးကြတော့ရသော်ပြားကသူတို့မေးခွန်းထုတ်လိုက်တယ်နေပါအောင်နဲ့6နှစ်ဒုက္ခရစရိယာကျင့်နေတုန်းကငါတရားထူးရပြီလို့ဘယ်နှခါများပြောဘူးလဲလို့ဆိုတော့အဲ့ဒီကြတော့မှသူတို့စဉ်းစားမိတာ ဟုတ်သားပဲတို့ကိုအားပေးတဲ့အနေနဲ့စိတ်အားမလျှော့ကြနဲ့ငါရတော့မှလို့တခါမှပြောဘူးဘူးတဲ့မြတ်စွာဘုရားဘယ်တော့မှသူတို့ကိုအားပေးစကားပြောခဲ့တာမရှိဘူးအခုသူတကယ်ရလို့ပြောတာပဲလို့ဆိုပြီးတော့ချက်ချင်းကြီးပဲသူတို့စိတ်ထားပြောင်းသွားပြီးတော့လေးစားမှု ပြကြတယ်အဲ့ဒီကနေစပြီးတော့ပြောခဲ့သလားဆိုတော့နောဟိတံဗန္တိ အာဟုသောဆိုတဲ့အတုံးကမလေးမစားပြောတဲ့အတုံးကိုဗန္ဒီဆိုတဲ့အတုံးကိုပြောင်းပြီးချက်ချင်းသုံးကြတယ်နော်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကပင်စဝက်ကြီးတွေကိုငါတရားတို့တရားမြတ်ရလာပြီနားထောင်ညငါဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှင်ငါကိုယ်တိုင်သိတဲ့တရားတို့တရားမြတ်ကိုသင်တို့ကိုယ်တိုင်လည်းပဲသိနိုင်မယ်ဘလောက်ကျင့်နဲ့ဆရာကောင်းလို့ငါသိတာမင်းတို့လည်းသိနိုင်တယ် ဟောသိနိုင်အောင်ငါပြောတဲ့အတိုင်းလုပ်ကြအလို့ဆိုပြီးတော့အားလုံးသိကြတဲ့အတိုင်းပိစဝကိတွေကိုဓမ္မစကြာတရားစတင်ပြီးတော့ဟောကြားခဲ့တာပေါ့အဲ့ဒီမှာဓမ္မစကြာတရားဟောကြားတဲ့အချိန်မှာပိစဝကိ၅ပါးလုံးဟာသဘောပေါက်ခြင်းမရှိကြဘူးကွန်တညာတဝါတန်လင် ရှေးဥစွာသဘောပေါက်ပြီးတော့ကွန်တညာကဓမ္မစကြာတရားလဲဟောပြီးရော ရသော်ဘုရားထံတပိတာဝကအဖြစ်ခံယူဖို့လျှောက်ထားတယ်။အဲ့ဒီမှာတပိဖြစ်ယဟန်ဖြစ်လက်ခံလိုက်တာပထမဆုံးရှင်ကွန်တညာယဟန်ဖြစ်ကိုရရှိလာတယ်ပေါ့။နောက်ရက်တွေနောက်ရက်တွေမှာနှစ်ပါးကဆွမ်းခံတွေ့တယ်။နော်သုံးပါးကတရားအထုတ်ကြတယ်။တခါသုံးပါးကဆွမ်းခံထွက်တယ်နှစ်ပါးကိုတရားအထုတ်တယ်။ အနိကကြီးချက်ပြီးတော့မြတ်စွာဘုရားနားလည်အောင်တုံသင်ဆုံးမပေးတယ်။မကြခင်မဲ့ပင်စာဝကီတွေဟာဝါဇုလာဝိဇောတရနေ့မှာတစ်ပါးနှစ်ရက်နေ့တစ်ပါးသုံးရက်နေ့တစ်ပါးလေးရက်နေ့တစ်ပါးဆိုလို့ဓမ္မစခုဆိုတဲ့ဓမ္မအမြင်တွေကို ရရှိပြီးတော့သွားကြတယ်။နောက်ဆုံး9ရက်နေ့ရောက်တဲ့အခါအနတ္တလက္ခဏာတုတ်ကိုဟောကြားခြင်းဖြင့် အလုံးဟာယန္တာဖြစ်ကိုရောက်သွားကြတယ်လို့ဒါမြတ်စွာဘုရားပထမဆုံးသူသိတဲ့တရားကိုရှင်းလင်းဟောကြားလို့ယန္တာဖြစ်သူရောက်သွားကြတဲ့အချိန်မှာပိစဝဂီ၅ပါးနဲ့မြတ်စွာဘုရားနဲ့ပေါင်းလို့ရှင် လောကမှာယန္တာ၆ပါးပွင့်ပေါ်တဲ့အချိန်ပဲဖြစ်တယ်ပေါ့အဲ့ဒီလိုလောကမှာယန္တာ၆ပါးပွင့်ပေါ်လာပြီးတော့မြတ်စွာဘုရားဟာဒီ မာရဏတိမှာပဲဆက်လက်ပြီးတော့တရင်သုံးနေတ